ပရိသတ်တို့အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်အန်ခင်မူပါဇရောပကြသေးကြပါတေးဆပ်ပြီးစီးသွားခဲ့တယ်အနောက်ရကိုခီးသွားတဲ့မှတ်တမ်းမှာတော့ဖြင့်ဇာတော်ဝူခုံပါကျဲဇာဝူကျုံတို့တတိုက်ဟာဂျန်ဇာတော်တွေကိုပြစ်ပြီးတော့ပြန်လာခဲ့ပြီပဲဖြစ်ပါလေဇရောအသွားရှိရပြန်ရှိရမယ်ဆိုသလိုပဲအနောက်ရကိုခီးသွားပြီးတော့ပြန်လာခဲ့တဲ့မှတ်တမ်းကိုတော့တေးဆပ်ပြီးသွားမှာဖြစ်ပါလေခင်ဗျာဒါတော့ channel ကို subscribe လုပ်ဘေးနာခေါင်းလုံးနှိပ်ပြီးရောဇုံခုံတို့ရဲ့ဗျံခီးကိုစတင်လိုက်ကြအောင်ပါ ဒီပိုင်းဆောင်မှာတော့ဆရာတော်ထန်ဆန်းတဲ့အဖွဲ့ကပန်ချလူမျိုးတူရဲ့အိမ်မှာဆဲလောက်အပူဇော်ခံပြီးတော့ခရီးဆက်လာခဲ့ကြတာပါပန်ချကြီးရဲ့မျိုးသမီးကဆရာတော်ထန်ဆန်းကိုသဘောကျနေတာပါဆရာတော်ထန်ဆန်းတို့ထွက်ခွာလာခဲ့တဲ့ညမှာပဲပန်ချကြီးကဓမြတိုက်ခံပြီးတော့ပစ္စည်းရောလူပါဆုံဆုံသွားပါလိမ့်ပန်ချကြီးရဲ့ဇနီးဖြစ်သူစကီးယားနဲ့သားတော်နှစ်ပါးကတော့ဓမြတွေရာဆရာတော်ထန်ဆန်းနဲ့တပည့်တွေသာဖြစ်ကြလိမ့်မယ်လို့တထေချဆွဆွဲနေကြပါလိမ့်တို့နဲ့ဆရာတော်နဲ့ဖွဲ့ဖန်းစီတရားဆွဲဖို့ပြင်ဆင်နေကြတာပါတမီးရဲ့ဖြစ်သူဂျူလီယက်ကတော့ရွှေငွေတွေကို လူအနေတော့ကတော့မှလက်မခံတဲ့ဆရာတော်တွေကလူတက်ပြီးတော့ဓမြတိုက်တယ်ဆိုတာဖြစ်နိုင်ပါမလားလို့ပြန်ပြောနေပါလေလင်းတော်မော်ရောက်နေတဲ့ဇုံခုံတို့ကတော့ဘုရားကျောင်းပြကြီးတို့ခုမှညာအိတ်မိုးခုံနေကြပါလေဇုံခုံတို့ဖွဲ့နောက်တနေ့မနက်ကြီးဆက်ခဲ့ကြချိန်မှာဓမြအဖွဲတစ်ဖွဲ့နဲ့တွေ့ခဲ့ပြီးမယ်ဝူခုံရဲ့အစွမ်းနဲ့ဓမြနေအားလုံးဖမ်းချုပ်ထားနိုင်ခဲ့ပါလေဓမြတို့ရာတို့ကလူကောင်းတွေဖြစ်တာကြောင့်လှုပ်ပေးဖို့ပြောတဲ့အခါဝူခုံကဓမြကလူကောင်းဖြစ်နိုင်မလားဟာလို့ပြန်ပြီးတော့မေးပါလေဝူခုံနဲ့ပါကြဓမြကောင်းဆောင်ဖုတ်ကင်ဖို့လှုပ်တော့မှဓမြကောင်းဆောင်အမှန်တိုင်းဝင်ခံပါမယ်လို့ပြောလိုက်ပါတော့တယ် ဓမြခေါင်းဆောင်မနေ့တုန်းကသူတို့ဟာပန်ချာကြီးရဲ့အင်ကိုဖောက်ထွင်းဝင်ရောက်ပြီးတော့ဝင်ရောက်ကာရဲနာပစ္စည်းတွေကိုခိုးယူခဲ့မိတဲ့အကြောင်းကိုပြောပြပါတယ်။ဒါပေမဲ့သူတို့အုပ်စုကဘသူတူးတယောက်ကိုမှတပ်ဖြတ်ခဲ့ခြင်းမရှိတောင်းပြောပြလာပါတယ်။ရဲနာတွေကဗမာလေးလိုဟူခေါင်းကမေးတဲ့အခါဟိုးပန်းနာတနေရာမှာလို့ဓမြခေါင်းဆောင်ကပြောလိုက်ပါတယ်။ဓမြခေါင်းဆောင်ညွန်ပြအစီကိုပါကျဲကသွားအောင်ပြီးတော့ရှာဖွေကြည့်ခဲ့ပါတယ်။ပါကျဲပြန်လာတဲ့အခါမှာတော့အထုပ်ထုပ်ကိုမနိုင်မနှင်းနဲ့တဲလာတာကိုတွေးလိုက်ရပါတယ်။စာအုပ်ချင်းကတော့ကြီးလိုက်တဲ့အထုပ်ဆိုပြီးတော့ပါကျဲယူလာတဲ့အထုပ်ကိုဖွင့်ကြည့်လိုက်ပါတယ်။ ။စာအုပ်ချင်းကအိတ်ထဲကရင်နွေးကြရားကိုထုတ်ပြီးတော့ဒီရင်နွေးကြရားကစကီးယာသူတို့ကိုရင်နွေးလာတိုက်တဲ့ကြရားဖြစ်တယ်လို့ပြောပြလိုက်ပါတယ်။ပါကျဲအဲ့ဒီရင်နွေးဦးကိုသူလည်းမှတ်မိတယ်လို့ဝင်ပြောပါတယ်။ဆရာတော်ကတော့ပန်ချက်ကြီးကလူကောင်းတယောက်ဖြစ်ပါလျက်နဲ့။ကံဆိုးစွာနဲ့ဓမြတိုက်ခံရတယ်လို့ရေရွတ်လိုက်တာပါ။ဇုံခုံကတော့သူတို့ကဓမြတွေကိုပြန်ဖမ်းပြီးခဲ့တော့ပစ္စည်းတွေပြန်ရတာကြောင့်ပန်ချက်ကြီးကကံပြန်ကောင်းသွားပြီလေလို့ပြောလိုက်ပါတယ်။ဆရာတော်ကဓာရီကိုယူပြီးတော့ဒါဆိုရင်ပန်ချက်ကြီးစီပြန်သွားပေးရအောင်လို့ပြောလိုက်ပါတယ်။ ဆရာတော်ရဲ့စီစဉ်ကိုအားလုံးကသဘောတူလက်ခံကြတာကြောင့်ပန်ချက်ကြီးရဲ့အိမ်ကိုပြန်ပြီးတော့လှည့်ခဲ့ကြပါလိမ့်အဲဒီချိန်ပန်ချက်ကြီးရဲ့နေမှာတော့ကတ်ချမီကထန်နိုင်ငံလာတဲ့ခီးသွွားဆရာတော်ထန်တို့အဖွဲ့ကလူတက်ပြီးဓမြတိုက်သွားတယ်လို့သဘုတ်လေလွင့်ကြေညာလိုက်ပါလိမ့်ဘုံကြီးလေးပါးကဓမြတိုက်တယ်မြို့ထဲမှာတော့မနှက်ဆိုဘုံကြီးညဆိုဓမြအဖွဲ့လားညာတွင်ချင်းဓမြဖြစ်သွားတာလားအားလုံးလဲဓမြမန်းတိသွားပြီဆိုတဲ့အကြောင်းတွေကိုတယောက်တစ်ပေါက်ပြောဆိုနေကြပါလိမ့်ကတ်ချမီနဲ့ကာလာစင်တို့ကတရားဝင်ကိုရောက်သွားပြီးတော့ညာတုံးကဓမြတိုက်လူတက်မှုအတွက်ကို တရားသူကြီးစီမအူးတိုက်ပြီးတော့စောင့်ထားလိုက်ပါတယ်။ကာသမီကဘုံကြီးအုပ်စုဟာအရှိတ်ထန်နိုင်ငံကနေရောက်ရှိလာခဲ့တာဖြစ်ကြတဲ့အကြောင်းကိုပြောပြလိုက်ပါတယ်။သူတို့လေးယောက်ဟာတခင်းပန်ချဲအိမ်မှာဆယ်ရက်လောက်နေခဲ့ပြီးတော့ရင်းနှီးမှုရယူကလွတ်ဝတ်ချက်တွေအားလုံးတည်သွားကြတာဖြစ်တယ်လို့ပြောပြလာပါတယ်။သူတို့ဟာခီးထွက်ခြင်းဟန်ဆောင်ပြီးတော့ညအောင်တဲ့အခါတိတ်တဆိတ်ပြန်လှည့်လာကစုံစမ်းထားတဲ့တရဲနာပစ္စည်းတွေကိုလာအောင်ပြီးတော့ယူဆောင်သွားခဲ့တာလို့ကာသမီကပြောလိုက်ပါတယ်။ကာသမီကဆက်လက်ပြောပြမှာတကိုးဖွဲ့ဟာသူတို့ရဲ့အရှင်ပန်ချဲကြီးနဲ့ တဲ့တဲ့ကိုတိုးခဲ့တာကြောင့်သူတို့ရဲ့မျက်နှာကိုပန်ချက်ကြီးကမှတ်မိသွားတယ်လို့ပြောပြလိုက်ပါတယ်။ပန်ချက်ကြီးကသူတို့ကိုမှတ်မိသွားတာကြောင့်နှုတ်ပိတ်တဲ့အနေနဲ့ပန်ချက်ကြီးကိုတတ်ပစ်လိုက်ကြတာပဲလို့ကတ်ချမီကပြောလာခဲ့တာပါ။ကာလာစင်ကကတ်ချမီကဒါရီအားလုံးရဲ့မျက်မြင်သက်သေဖြစ်တာကြောင့်ဂူညီပါအောင်လို့တရားသူကြီးကိုပြောနေခဲ့ပါတယ်။တရားသူကြီးကဖုန်းကြီးတွေဖြစ်ပြီးတော့သင်ကန်းတွေဝတ်ထားပါလေနဲ့။ဘာကြောင့်ဒီလိုတွေလုပ်နေရလဲလို့တရားသူကြီးကမေးလိုက်ပါတယ်။တရားသူကြီးကလည်းခေသူမဟုတ်လို့ဒီပြည်စင်မှာအနေငယ်ဟာနေကြောင်းကိုပြောပြလိုက်ပါတယ်။ လာစင်နဲ့ကာချမီတို့ကလည်းသူတို့ကိုကူညီဖို့ချင်းချင်းခါခါဥညွတ်ပြီးတော့တောင်းပန်လိုက်ကြတာပါတရားသူကြီးကရဲမတ်တွေကိုလှုပ်ပြီးတော့ဆရာတော်နဲ့ဖွဲ့ကိုဖမ်းဆီးဖို့ဖမ်းဝရမ်းစာကြုံကိုပြစ်ပေးလိုက်ပါတယ်အဲ့ချိန်မှာပဲဆရာတော်နဲ့ဇုံခုံတို့ကလည်းရဲနာပစ္စည်းတွေကိုပြန်ပေးဖို့အတွက်ပန်ချက်ကြီးရဲ့အိမ်ကိုပြန်လာနေကြပါတယ်ရဲမတ်တွေကလည်းတရားအောင်ကဖမ်းဝရမ်းကိုကင်ပြီးတော့ဇုံခုံတို့ကိုလာဖမ်းနေကြပါတယ်လမ်းခွလက်တနေအောင်ရောက်တဲ့ခါမှာတော့ဆရာတော်ကရှေ့မှာလက်နက်ကင်လူတစုကိုတွေ့ရကြောင်းဝူခုံကိုပြောလိုက်ပါတယ် ဘူကွန်ဒေတာလမ်းရှိုးလိုက်ပြီးတော့မှဗျာတို့ရဲ့နောက်ကိုလိုက်လာတယ်ရဲမှတွေဖြစ်နိုင်တယ်လို့ဇာတော့ကိုပြန်ပြောလိုက်ပါတယ်။ဘာကျဲကတော့ဒီနေ့ကတော့ဝက်ကန်ဆိုးပြီထင်တယ်လို့ဇာတော့ကိုပြောလိုက်ပါတော့တယ်။မကြိုင်မှာပဲလက်နက်ကင်အဖွဲကဇာတော့ရဲ့နောက်ကိုရောက်လာပြီးတော့တိုင်းမှုကရကြစမ်းလို့မိန်ပေးလိုက်ပါတယ်။တိုင်းမှုကဘုံကြီးတွေကိုဖမ်းဖို့အမိန်ကိုပေးလိုက်တဲ့အခါတပ်သားတွေအားလုံးကဘုံကြီးတွေကိုဖမ်းဆီးလိုက်ကြပါတယ်။ဘာကျဲယူဆောင်လာတဲ့အိတ်ကြီးကိုလည်းဖွင့်ပြီးတော့ဆစ်ဆေးလိုက်ကြတာပါ။ဘာကျဲကဘာလုပ်တာလဲကွာဘာလဲနဲ့ပြန်ပြီးတော့ဖျဲပါတယ်။ ဒါမဲ့လက်နက်ကင်တွေကပြဲမသွားပဲအိတ်ထဲကရဲနာတွေကိုတွေးလိုက်ရတာကြောင့်ပါကျဲပဲပြန်ပြဲသွားခဲ့ရကဖမ်းခံလိုက်ရပါတော့တယ်။ဒီလိုနဲ့တရားဝင်ကိုရောက်တဲ့အခါမှာတော့တရားသူကြီးကတပ်တေကံပစ္စည်းတွေကိုရှေ့ချပြီးစစ်ဆေးပါတော့တယ်။တရားသူကြီးကပြောတော့ဘုံကြီးလှုပ်တော့ဓမြလာတာကထန်းနိုင်ငံဟမ်လှုပ်ရက်ကတော့စုပ်ပြတ်နေတာပဲပြောစမ်းအမှန်တိုင်းဆိုပြီးတော့စစ်ဆေးခဲ့တာပါ။ဆရာတော်တို့ကလည်းသူတို့ဟာဓမြမဟုတ်ရပါကြောင်းပြောတဲ့အခါတရားသူကြီးကဒီအနာတွေကဘာကြောင့်ရှိနေရတာလဲလို့ပြန်မေးပါတယ် ဇာတော်ထန်ဆန်းကလည်းသူတို့ကလမ်းမှာဓမြတွေနဲ့တိုက်ခိုက်ခဲ့ရပြီးတော့ဓမြတွေကိုအနိုင်ရကရဲနာတွေကိုပိုင်ရှင်လက်ထဲပြန်အပ်ဖို့အတွက်ယူဆောင်လာခဲ့တာဖြစ်ကြောင်းကိုပြောပြလိုက်ပါတယ်။တရားသူကြီးကဓမြတွေကိုဘယ်လိုလုပ်လိုက်လဲလို့မေးတဲ့အခါသူ့ရဲ့တပည့်တွေကလူသားချင်းစာနာထောက်ထားသောအားဖြင့်အနေငယ်လောက်ဆုံးမပြီးတော့ပဲပြန်လှုပ်ပေးလိုက်တယ်လို့ဇာတော်ထန်ကပြောလိုက်တာပါ။တရားသူကြီးကလည်းလူသားချင်းမစာနာတတ်တဲ့ဓမြတွေကိုလူသားချင်းစာနာစွာလှုပ်ပေးလိုက်တယ်ဆိုစဉ်းစားစရာဖြစ်သွားပြီးပစ္စည်းတွေကိုတော့ယူလာပြီးတော့ဓမြတွေကိုလှုပ်ပေးလိုက်တာလားလို့ပြန်မေးလိုက်ပါတယ်။ မဟုတ်သေးဘူးလေရုံတော်မထီမဲ့မင်းလုံနေရလားလို့ပြန်ပြောလိုက်တာပါဆရာတော်ထန်ဆန်းကလည်းဘုံကြီးဆိုတာဖះစကားနားထောင်ပြီးတော့မလိမ်မညာထွက်ဆိုရတယ်လို့ပြန်ပြောလိုက်ပါတယ်တရားသူကြီးကဘုံကြီးထန်ဆန်းတို့ကိုတရားဆွဲထားတဲ့စာရွက်အရှိကြီးကိုထုတ်ကာဖတ်ကြည့်ဖို့အတွက်ပြစ်ချပေးလိုက်ပါတယ်ဟူခွန်ကတိတ်တိတ်ကလေးလေနဲ့မဟုတ်ကစာရွက်ကိုတရားသူကြီးလက်မှာပြန်ကပ်ပေးလိုက်ပါတယ်တရားသူကြီးကစာရွက်လေးကိုပြစ်ပေးခဲ့ပြီမလဲဟူခွန်ကတဖန်ပြန်မှုတ်ထည့်လိုက်တာကြောင့်စာရွက်လေးကတရားသူကြီးရဲ့လက်ထဲကိုပဲပြန်ရောက်သွားပါတော့တယ် နောက်တော့မှတရားသူကြီးဟာအမိန့်စာကိုပေါင်ချိန်အိုက်တင်နဲ့လှမ်းပစ်ပေးလို့မရမှန်းသိသွားတာကြောင့်မင်းချင်းတယောက်ရဲ့အကူအညီကိုယူရကဆရာတော်ထံလက်ထဲကိုထည့်ပေးလိုက်ရပါတယ်။ဒီတော့မှပဲဆရာတော်ကလည်းဒီစာကိုဖတ်ကြည့်မှလူသားဓမ္မအတိုင်းလူချမ်းစီပိုင်နယ်ကျူးလုံခိုးဆိုးလူရက်မှုတွေနဲ့သူတို့ကိုတရားစွဲထားမှန်းသိလိုက်ရတော့တာပါ။ဒါပြင်ပန်ချက်ကြီးကူးမလည်းအသက်ခံရပြီးတော့တေဆုံးသွားပြီးပြင်ပန်းကိုသိလိုက်ရပါတယ်။တရားသူကြီးကတော့မင်းနဲ့တို့နှစ်ယောက်ကြောင်းကရှင်နေပြီး အယူခံရင်မလို့တော့ဘီဂျာတသိများမထဲနဲ့ဘေးဖယ်ထားခမိုင်မိုက်ဖန်ကြဆိုးလို့ပြောပြီးတော့ဆရာတော်ထန်ဆန်းတဲ့အဖွဲကိုဖန်စီစေခဲ့ပါတော့တယ်ဆရာတော်ထန်ဆန်းကလည်းတို့ကမဟုတ်ပါဘူးမလုပ်ပါဘူးတရားသူကြီးထင်လို့မယုံပါဘူးလို့ပြောပြီးတော့ပြန်လဲကာကွယ်နေကြပါလိမ့်တရားသူကြီးကတော့ပန်ချက်ကြီးကူးမဂျင်နာတနာတတ်သူဖြစ်ပြီးတော့သူအရေးကိုနေသူညာကိုချိုးပြီးတော့တေးဘော်ကြီးတေးနာစားခဲ့တာမသိင်ဒေါ်လာအကြောင်းဆရာတော်တို့ကိုပြောလိုက်ပါလိမ့်ဘာကြောင့်မလို့တပ်ပြရောက်တဲ့အထီးကိုရက်ဆက်ရတယ်လို့တရားသူကြီးကမေးခွန်းထုတ်လိုက်တာပါ အမှန်တိုင်းဝင်းမခန်းတဲ့ဓာမရတွေကိုတယောက်ချက်40ဒီရိုက်စီဟဲဆိုပြီးတရားသူကြီးကအမိန်ချလိုက်ပါတယ်။တရားသူကြီးကခေါင်းဆောင်ထန်ဆန်းကိုပြင်းပြင်းလေးရိုက်ဖို့လဲအမိန်ပေးလိုက်သေးတာပါ။ဆရာတော်ထန်ဆန်းကိုရိုက်ဖို့ပြင်းနေချိန်မှာဆုံးခုံကရောက်လာပြီးတော့တားဆီးလိုက်ပါတယ်။တရားသူကြီးကမင်းပါကောင်လဲငါပါကောင်လဲဘသူပါကောင်လဲလို့မေးလိုက်တော့သူကဓာမရခေါင်းဆောင်ပါလို့ဝူခုံကပြောလိုက်ပါတယ်။တရားသူကြီးကဒါဆိုဟိုဟာကရောလို့မေးလိုက်တော့ဆုံးခုံကသူကဖုန်းကြီးလေးလို့ပြန်ဖြေပါတယ်။ တရားသူကြီးကလူမိုက်တွေကိုမွေးပြီးတော့ဓမြတိုက်စားတဲ့ဘုံကြီးကိုရိုက်ကြဟေးလို့အမိန်ပေးလိုက်ပြန်ပါတယ်။ဇုံခွန်ကတရားသူကြီးကိုတားလို့မရတဲ့ဆုံးမှာကဲရိုက်ချင်လဲရိုက်တော့လို့ပြောပြီးတော့ထိုင်ကြည့်နေပါတယ်။ဘကွက်သားတွေကလည်းတစ်သားပြားတွေယူချလာပြီးတော့ဆရာတော်ကိုဝိုင်းပြီးတော့စော်ကြပါတော့တယ်။ဦးခွန်ကလည်းဖူးနဲ့တစ်ချက်မှုတ်လိုက်တဲ့အခါဘကွက်သားတွေရိုက်ချက်တွေကဆရာတော်မထီပဲသူတို့ချင်းချင်းသာတယောက်တည်းပတ်ပြီးတော့အပြန်လန်ရိုက်မိနေကြတော့တာပါ။ဇုံခွန်ကချင်းချင်းရိုက်နေအောင်ဆင်းပြီးတော့တားတဲ့တရားသူကြီးကို ဆရာတော်ရဲ့ရုပ်သွင်တဲ့မြင်ရအောင်ဖန်ဆင်းပေးလိုက်တဲ့အခါမှာဘကွက်သားတွေကတရားသူကြီးကိုဆရာတော်ထန်ဆန်းမှတ်နဲ့ဝိုင်းဝန်းကတစ်သားပြားနဲ့စော်ဘလော်တီးကြပါတော့တယ်။နောက်တော့မှအမြင်မှန်ပြန်ရသွားတယ်ဘကွက်သားတွေကလက်လွန်သွားတာကြောင့်ပြော့ဖက်နေတဲ့တရားသူကြီးကိုနှာနှက်ယူလိုက်ရပါတော့တယ်။ဗာကျန်တဲ့ဟူချင်းတို့ကတော့ဇုံးခွန်ရဲ့လက်ချက်မှန်သိတာကြောင့်ကြိတ်ပြီးတော့ခွေနေကြတာပါ။တရားသူကြီးကလည်းဇုံးခွန်ရဲ့လက်ချက်မှန်ကိုရိတ်မိသွားတဲ့အတွက်အဲ့ဒီအမွေးသူကောင်ကိုခေါင်းတစ်ခြားကိုစားဖြတ်ပြီးတော့အမွေးပြောင်နှုတ်ပစ်လိုက်တော့ဟေးလို့အမိန်ပေးလိုက်ပါတယ်။ ရဲမတ်တွေကစုံခုံးရင်လေပင်ကိုကျိုးနေချီကနှစ်ဖက်ဆွဲကြပြီမဲ့ဝူခုံးကမြောက်လွတ်ပြီးတော့လွတ်မြောက်သွားပါလေရဲမတ်တွေကအလုံးကြီးနဲ့ကျိုးတုတ်တုတ်ထပ်ယူပြီးတော့စုံခုံးခေါင်းကိုဆွဲဖြုတ်ကြပြီမဲ့လေအရာမထင်ငယ်ပဲရှိနေခဲ့တာပါတရားသူကြီးကဘယ်လို့မှမတက်တာတဲ့အစိုးမှာတော့အားလုံးကိုဖမ်းချုပ်ထားလိုက်ကြဖို့အမိန်ပေးလိုက်ရပါတော့တယ်ဇာတော်ထန်ဆန်းတို့အဖွဲ့ဟာအချုပ်ခန်းထဲမှာကျိုးထပ်ထပ်တုတ်ပြီးတော့ဖမ်းဆီးချုံတောင်ကြီးကိုခံထားပါလေပါကျဲကသူ့ကိုချုပ်ထားတဲ့ကျိုးကတင်းနေအောင်ရှော့ပေးဖို့အတွက်အဆောင်တပ်သားတွေကိုလှမ်းပြီးတော့ခေါ်နေခဲ့ပါလေ အဆောင်တွေဝင်လာပြီးတော့နာညီတယ်လို့ပြောကပါကျဲကိုဝက်ရိုက်ရိုက်ပါလေရဲမတ်တွေကတရားသူကြီးရိုက်ခိုင်းတာထန်ဆန်းမဲဆိုပြီးတော့ရိုက်ဖို့ပြင်းတဲ့အခါမှာပါကျဲကသူ့ရိုက်ဆန်းပါလို့ဝင်ပြောပါလေဇုံခုံကလည်းဆရာတော်မရိုက်ဖဲနဲ့ပါဇက်နဲ့ညှိကြဖို့ပြောကငွေလူချင်းငွေပေးလိုက်ပါလို့လည်းပြောလိုက်ပါလေဆရာတော်ကငွေမကိုင်းတဲ့ဘုန်းကြီးကဘလို့လို့ငွေရှိမှလဲလို့မေးလိုက်တော့ဇုံခုံကကွမ်းမေတော်ပေးထားတဲ့သင်ကန်းဟာငွေနဲ့လဲလိုက်ရင်အအလွန်များတဲ့ပမာဏတော့ရသွားအောင်မယ်လို့ပြောလိုက်သေးတာပါဆရာတော်ကလည်းမေတော်ပေးထားတဲ့ပစ္စည်းကိုမပေးနိုင်အောင်ညှင်းဆန်နေပါလေ ဇုံကောင်ကတော့ရဲမန်တယောက်ကိုခေါ်ပြီးတော့ဘုံကြီးထန်ဆန်းရဲ့အထုပ်ထဲကနှစ်ထပ်သင်္ကန်းတံမိုးကြီးတဲ့ဟဲ့အောင်လို့ပြောပြလိုက်ပါတယ်။အမှရဲမန်တယောက်ကလည်းအထုပ်တွေပတ်မှွေပြီးတော့နှစ်ထပ်သင်္ကန်းကိုယူသွားလိုက်ပါတော့တယ်။ဆရာတော်ကတော့သင်္ကန်းကိုနှမျောတားတာဖြစ်ကဝူခုံးကိုစိတ်တူနေပြန်ပါလိမ့်။ဝူခုံးကတော့ဆရာတော်ရဲ့အသက်လောက်သင်္ကန်းအေးမကြီးတောင်ဖြောင်းဖြားပြောဆိုလိုက်တာပါ။ဆရာတော်ကတော့ "तू ကကွင်မဲတော်ပေးထားတဲ့သင်္ကန်းကိုအသက်နဲ့ရေးမလို့ကာကွယ်မဲ့သူဖြစ်တယ်"လို့လည်းပြောလိုက်ပါတယ်။ဆရာတော်ကဝူခုံးကိုဘာမှမတုံ့ပြန်ပဲ။ ဘာကြောင့်အချိန်ဆွဲနေရလဲအစွမ်းစားတွေမရှိတော့လားဝူခုံးရဲ့လို့မေးလိုက်တာပါဆရာတော်ဝူခုံးကိုနားမလည်နိုင်တဲ့အကြောင်းကိုလည်းထပ်ပြောလိုက်ပါလေပါကြီးကလည်းဘာရွယ်ချက်နဲ့ဒီလိုလုံနေရလဲဆိုပြီးမေးနေတယ်လို့စာအုပ်ချင်းကလည်းဆရာတော်အရန်ပင်ပန်းနေပြီကိုကြီးရဲ့လို့ဝူခုံးကိုပြောလိုက်ပါလေဒီတော့မှဆုံးခုံးကလည်းသူတို့လွတ်မြောက်အောင်လုပ်ကြဖို့တတိယသွားတာပါရဲမတ်သောကတော့သင်္ကန်းကြီးကိုတပတ်မှရှေ့ချပြီးတော့အဖိုးတန်းသင်္ကန်းလို့ပြောကြောင်းဘဝမှာလည်းတစ်ခါမှမတွေ့ဘူးကြောင်းကိုပြောနေကြပါလေ။ ရဲမတယောက်ကသင်္ကန်းကိုယူကြည့်တဲ့အခါမှာကြောင်မြဲရဲနာတွေစီချဲထားကြောင်းကိုသိလိုက်ရပါတော့တယ်။ဒါကြောင့်မလို့လဲအဲ့ဒီရဲမကဒီသင်္ကန်းကိုသူယူလိုက်မှာမလို့တခြားကျန်တာတွေကိုခွဲဝေယူလိုက်ကြလို့ပြောနေချိန်မှာပဲရဲမှုကဝင်လာတာကြောင့်ဝင်တိုက်မိသွားပါတယ်။ရဲမှုကသင်္ကန်းကိုရှိုးပြီးတော့ဒါဘယ်ရရလာလဲလို့မေးတာကြောင့်ရဲမတွေကဘုံကြီးစီကရခဲ့တာဖြစ်ပါတယ်ပြန်ပြောပါတယ်။ရဲမကအထုပ်ကိုကြည့်ရှုစစ်ဆေးလိုက်ပြီးတော့ passport စာအုပ်ကိုတွေ့တော့သူကစာရေးစရာလားဆိုပြီးမေးကတိုင်ရင်မှုကိုပေးရမယ်လို့ပြောပြီးဇာတော်ရဲ့အထုပ်ကိုယူသွားခဲ့ပါတော့တယ်။ တရားသူကြီးကတော့သူ့ရဲ့ခန်းထဲပြောင်းနေပြီးတော့ uniform ဝတ်စားတွေချုပ်ကလဲနေခဲ့ပေမဲ့ချုပ်လိုက်တိုင်းပြန်ပြန်စွန့်နေတာကြောင့်ချုပ်မရဖြစ်နေရပါတယ်အင်းကြီးကကြော်သွားပေမဲ့အိယာဝင်းမပြောင်းနိုင်မိမှုတဲ့အခါမှာလဲမှုတ်လိုက်လင်းလိုက်လင်းလိုက်မှုတ်လိုက်မှုတ်လင်းလင်းမှုတ်ဖြစ်နေခဲ့တာပါအေးရဝင်မို့ပက်လက်လှန်လိုက်တဲ့အခါမှာလည်းအကောင်တစ်ကောင်ကမျက်နာပေါ်မှာဖျက်ပြေးနေပြန်ပါလေ။အဲ့ဒီချိန်မှာပဲတိုင်အင်းမှုကရောက်လာပြီးတော့အော်ခေါ်နေတာကြောင့်တရားသူကြီးကအခုမှကြောဆန့်ရတယ်ကွာငါသေအောင်မင်းတို့တတ်နေတာလားလို့ပြောလိုက်တာထားလာရပါလေ တိုင်မိုးကသူလာတဲ့ဆရာတော်ထန်ဆန်းသင်္ကန်းဒုတ်ကိုတရားသူကြီးကလက်ထဲကိုအပ်လိုက်တာပါရဲနာစီကျဲထားတဲ့သင်္ကန်းကိုတွေ့တဲ့အခါတရားသူကြီးကထူးဆန်းအံ့ဩပြီးတော့ကြည်နေခဲ့ပါလေတရားသူကြီးကသူတော်စင်သူတော်မြတ်ယဟန်တွေမှတာဒီလိုသင်္ကန်းကိုပိုင်ဆိုင်နေတာဖြစ်တယ်လို့ပြောလိုက်ပြီးသူတို့ရဲ့အမားကိုနောင်တရကထိတ်လန့်ကြောက်ရွံ့သွားမိပါတော့တယ်ပတ်စပို့စာအုပ်ကိုယူကြည့်လိုက်တော့လဲနိုင်ငံတကာပြည်မှုကင်းရှင်းကြောင်းလက်မှတ်တွေနဲ့ဖြတ်သန်းသွားလာခွင့်တွေကိုတရားဝင်တွေးလိုက်တဲ့အခါမှာတရားသူကြီးပုံမိုကြေကွဲသွားရပါတော့တယ် ရာသူကြီးကသူတို့တော့သူတော်ကောင်းကိုပြင်မာခဲ့ပြီလို့တိုက်ရင်မှုကိုပြောနေခဲ့ပါတယ်။အဲအချိန်မှာပဲအလွန်ကြီးမားတဲ့ခြေထောက်တစ်ဖက်ကတရားသူကြီးရဲ့အခန်းထဲကိုဝင်လာပြီးသူကိုယ်စားမင်းကလွတ်လိုက်တာဖြစ်ကြောင်းနဲ့ဖမ်းထားတဲ့တန်ခါတွေကိုလွတ်ပေးလိုက်ဖို့တော့အမိန်ပေးလိုက်ပါတယ်။တရားသူကြီးကလည်းကုချက်ချင်းလွတ်ပေးပါမယ်လို့ပြန်ပြောလိုက်တာပါ။ပန်ချာကြီးကူမရဲ့အိမ်မှာတော့သမီးငယ်လေးဂျူလီယက်ဟာဖခင်ကြီးရဲ့အလောင်းဘေးနားမှာငိုနေခဲ့ပါတယ်။ဇကီးယားကလည်းဘေးနားမှာအတူတူရှိနေချိန်လေတွေကတိုက်လာပြီးတော့ဖျောင်းနိုင်မိကငြိမ်းသွားခဲ့ပါတယ်။ အဲဒီအချိန်မှာပဲဘာကြောင့်မီးငြိမ်းသွားတာလဲဘသူလှုပ်တာလဲဆိုရယ်ပန်ချက်ကြီးကူးမရဲ့အတန်ကိုကြားလိုက်ရတာကြောင့်အားလုံးလည်းထိတ်လန့်အံ့ဩဝမ်းသာဖြစ်သွားခဲ့ကြတာပါဂျူလီယက်ကလည်းဒါအဖေအတန်ပဲဆိုပြီးတော့ဖခင်မျက်နှာကိုဆေးဆေးသွားကြည့်လိုက်ပါတယ်ဇကီးကလည်းကိုကိုပန်ပြန်ရှင်လာပြီလားလို့မေးလိုက်တဲ့အခါမှာကူးမရဲ့အတန်ကသူကတေဆုံးခဲ့ပြီလို့ပြန်ပြောလာပါတယ်ကာလာစင်ဂျူလီယက်နဲ့ဇကီးယားတို့ကဖခင်ရဲ့အတန်လာရာကိုလိုက်လံရှာဖွေကြပါတော့တယ်ဂျူလီယက်ကတော့သူဖခင်တေရတာအသွေးအသားမဟုတ်မှန်းသူကသိရှိပါကြောင်းနဲ့ အဲ့ဒီတော့လေသူမကကလစားခြေပေးမှမလို့အမှန်တိုင်းပြောပြပေးဖို့ကိုတိုင်တယ်လိုက်ပါလေပန်ချာကြီးရဲ့အတန်ကဘာကြောင့်မဆိုင်တဲ့သူတွေကိုပြဿနာရှာနေရတာလေးလို့မေးနေတော့ဇကီးယားကဘာများမားလို့လဲလို့ပြန်ပြောလိုက်ပါလေကလာစင်ကအရာအလုံးကသူ့ရဲ့အမှားသာဖြစ်ပြီးတော့မနှက်ဖြံမှာကိစ္စအလုံးကိုသူကရှင်းပေးပါမယ်လို့ဂရီပေးလိုက်ပါလေဂျူလီယာကလည်းအကျိုးချောင်းတည်သွားတာကြောင့်အင်မတန်တင်းပြီးတော့ဖူဖောင်းလာပါလေဇကီးယားကလည်းသူဘာမှမလုပ်ရပါတော့ငိုကြွေးကတောင်းပန်နေပါတော့တယ် အဲဒီချိန်မှာပဲပန်ချဲရဲ့အတန်တုလှုပ်တဲ့ဆုံးဝန်ခုံးကလည်းပျောက်ကွယ်သွားပြီးတော့ဘယောင်းနိုင်မီကလည်းပြန်လင်းလာကလေကလည်းငြိမ်သွားပါတော့တယ်။တပတ်မှအချုပ်ခံထားတဲ့ဆရာတော်တို့ကဆုံးဝန်ခုံးကိုခေါ်ကြည့်တဲ့အခါဝိညာဉ်ခရီးသွားနေတဲ့ဝူခုံးကအတောင့်လိုက်ကြီးဖြစ်နေတာကိုပဲတွေ့ရပါတယ်။ဇာဝချင်းကတော့ဝူခုံးကအရန်ပင်ပန်းနေဖြစ်တာကြောင့်အိပ်ပျော်နေတာဖြစ်နိုင်တယ်လို့ပြောလိုက်ပါတယ်။ဆရာတော်ကတော့အစွမ်းရှိတဲ့မိစားတွေတော့မကြောက်တဲ့ဝူခုံးကဒီလူတွေကိုကြဘာကြောင့်ကြောက်နေရတာလဲလို့ရေရွတ်လိုက်တာပါ။အဲဒီချိန်မှာပဲဝူခုံးပြန်လဲရောက်ရှိလာပြီးတော့လူတွေကတတ်ပြစ်လို့မရတာကြောင့် တုံ့ပြန်တာခက်ခဲတယ်ဆရာတော်ရေလို့ပြောနေခဲ့ပါလေသူကတိုက်ရင်လည်းဆရာတော်ကစိတ်ကောက်အောင်မယ်လို့ပြောတော့ဆရာတော်ကတခြားနီလန်မရှိတော့ဘူးလားဝူခုံးရဲလို့မေးလိုက်တာပါဇုံကောင်ကသူကြောက်နေတာမဟုတ်ပါဘူးလို့ပြောတဲ့အခါဆရာတော်ကမကြောက်နေလဲသူတို့ကိုအ мян လုပင်းအောင်လှုပ်လိုက်တော့လေလို့တောင်းဆိုလိုက်ပါလေဝူခုံးကလည်းဆရာတော်ပင်ပန်းနေအောင်သူသိပါကြောင်းနဲ့မကြခင်မှာသူတို့ကသူတို့လာပြီးတော့ဖီပေးကြလိမ့်မယ်ဆရာတော်ရေလို့ပြောနေတော့မှာပဲရဲမတ်တွေကတုံးတုံးနဲ့ရှောက်လာပြီးတော့တရားသူကြီးမင်းကိုယ်တိုင်ကဆရာတော်ကိုတောင်းပန်ကကြိုးလို့ပေးလိုက်ပါလေ တရားသူကြီးကလည်းလွန်နာရှိဝင်နာမိပါလို့ပြောပါတယ်။ဇုံခုံကသူ့ရဲ့အထုပ်တွေကိုပြန်ပေးဖို့တောင်းဆိုလိုက်တာပါ။ပါကျဲကအထုပ်တွေကိုပြန်ပြီးတော့လူယူလာခဲ့လိုက်ပါတယ်။ဇုံခုံကတော့တရားသူကြီးဖြစ်ပြီးတော့အမားနဲ့မှန်တရားနဲ့ဓမ္မအောင်တော်မခွဲတတ်တဲ့တရားသူကြီးပဲလို့ပြောလိုက်ပါတယ်။တရားသူကြီးကဒါရီယာသူတယောက်တည်းရဲ့အမားမဟုတ်ပါကြောင်းတိုင်တော်သူတရားစွဲသူတွေကြောင့်သာသူကဖမ်းဆီးခဲ့ရတာဖြစ်ကြောင်းကိုပြောပြလိုက်ပါတယ်။အဲဒီအချိန်မှာပဲတိုင်ရင်မှုကရောက်လာပြီးတော့အမှုတွေကအမှုအလုံးကိုပြန်ပြီးတော့ယုံသိမ်းလိုက်ပြီးဖြစ်ကြောင်းလာပြီးတော့ပြောပြပါတော့တယ်။ ။ပန်ကြကြီးရဲ့အိမ်မှာလည်းအားလုံးဟာပန်ကြကြီးရဲ့အလောင်းမေးမှာကြေကွဲနေကြပြီးဆရာတော်ထန်ဆန်းကလည်းဇာပနာရှိရာကိုရောက်ရှိလာခဲ့ပါလိမ့်။တရားသူကြီးကလည်းဓမြတွေတိုက်သွားတဲ့တိုက်ရပါပစ္စည်းတွေကိုပြန်ပေးတဲ့အခါဇကီးယားကငန်းမြယူဆောင်ပြီးတော့ဒါတွေကသူတို့အိမ်ထဲကပစ္စည်းတွေဖြစ်တယ်လို့လည်းပြောနေပါလိမ့်။တရားသူကြီးကတော့ဒီကိစ္စနဲ့ပတ်သက်ပြီးဂျေဇူးတင်ရင်ရင်ဆရာတော်တို့ကသာဂျေဇူးတရားမှာဖြစ်တယ်လို့ပြောပြလိုက်ပါလိမ့်။ဇုံခုံကဆရာတော်ရဲ့အနာကိုကတ်လာတဲ့ဇကီးယားကိုသူတို့ဘာကြောင့်တရားဆွဲထားလဲလို့ပြောလိုက်သူပါကျဲကလည်း တို့ကိုတကိုးတမားလို့ပြောရတာကအန်ဩဘာကံဘောစာဟဲရက်ဆက်ဘူးပေါင်းတရဘူးဆောင်းနဲ့မိမပဲလို့ပြောလိုက်တာပါတို့ခင်ဗျာအချုပ်ထဲမှာလဲတနာစဝယ်နေခဲ့ကြပြီထောင်ကြဖို့ဆိုတာလက်တလုံးရဲ့တဝက်လောက်သာလိုတော်ချောင်းဒေါနဲ့မောနဲ့ပြောလိုက်တာပါဆရာတော်ကတော့ဗာကျဲကိုဒေါသမထွက်ဖို့တားလိုက်ရပါလိဂျူလီယာကတော့ဖခင်ကူမရဲ့ဝိညာဉ်ကမနေ့ကရောက်လာပြီးတော့မလွတ်လပ်သေးတာကြောင့်စကားတွေပြောသွားပါတယ်လို့ပြောပြလိုက်ပါတယ်သူ့ရဲ့အဖေကိုတတ်တဲ့တရားခံကိုမြန်ရှာပေးဖို့လေဂျူလီယာကအကူအညီတောင်းလိုက်တာပါ တရားသူကြီးကလည်းစိတ်ချနေဖို့နဲ့တရားခံအစ်စ်ကိုရှာကတရားမျှတမှုကိုရှာဖွေပေးပါမယ်လို့ပြောခဲ့လိုက်ပါတယ်။ဆရာတော်ကလည်းရန်ကုန်ကျင်းနာတက်တဲ့ပန်ချက်ကြီးကူမလှဲမှာဘလို့ဖြစ်ရတာလဲလို့မေးကဘာကြောင့်ဓမြသက်လို့သိရတာလဲဆိုပြီးတော့စိတ်မကောင်းဖြစ်နေရပါတယ်။ဇုံးကုံကတော့ဆရာတော်စိတ်နှလုံးညှိုးနှံ့နေအောင်မကြည့်ရတာကြောင့်ငုံမနေဖို့ဖြောင်းဖြားလိုက်တာပါ။ဇောက်ချင်းကလည်းကူမကြီးရဲ့မျက်နှာကိုသေချာကြည့်နေကျင်းနာတက်တဲ့လူကြီးတန်ခါတပေါင်းပြောင်းဆုံးကပ်ပြီးလို့ဆန္ဒပြေးသွားတာလားလို့အော်ဟစ်ကပြောလိုက်ပါတယ်။ပါကျဲကတော့ငိုနေလို့လေအပူပဲ ဘလို့ဖြေရှင်းရမလဲဆိုတော့နီးလန်းကိုရှားပွေသိနေလို့ဝင်ပြောလိုက်ပါလေဆရာတော်ကကူမကိုပြန်ခေါ်ပေးလို့ရမလားလို့မေးတော့ပါကျဲကနတ်ဆေးဆရာလောင်စုစီကအကူကြီးတောင်းရင်တော့ရနိုင်လောက်တယ်လို့ပြောလိုက်ပါလေဂျူလီယာကလေးကလည်းသူမရဲ့ဖေကိုပြန်ခေါ်ပေးဖို့ဆရာတော်ကိုအပူကတ်လိုက်တာပါဆရာတော်ကလည်းကတ်လာတဲ့အပူကိုအေးအောင်လုပ်ဖို့စဉ်းစားလိုက်ပါလေဇုံကုံကလည်းဆရာတော်ရဲ့တောင်းဆိုမှုကြောင့်ဝက်ကနေပဲပျောက်ထွက်သွားပြီးတော့ငါရဲဘီကိုယောက်သွားခဲ့တာပါငယ်ပြီးရောက်တဲ့အခါမှာကူမကြီးကသူ့ကိုမှားပြီးတော့ခေါ်လာတာဖြစ်လို့ပြန်လှုပ်ပေးဖို့အတွက်ငယ်မင်းထံမှာတောင်းဆိုနေခဲ့ပါတယ် ငယ်မင်းကလည်းဒီနေရာခင်မီခွေးသေးပရပိုက်နဲ့သေချာချာကြီးကိုမှတ်တမ်းတင်ထားတာကြောင့်ဘယ်တုံးကမှမှားမှုမရှိခဲ့ကြောင်းနဲ့ဒီက AI နဲ့အရန်ကိုကောင်းကြောင်းဒီနေရာရောက်ပြီးရင်ပြန်လှည့်လို့ရတဲ့နေရာလဲမဟုတ်ကြောင်းကိုပြောပြလာခဲ့ပါတယ်။မကြာခင်မှာပဲစုံကုံရောက်လာနေတဲ့ကြောင်းငယ်သားတယောက်ကငယ်မင်းစီကိုလာပြီးတော့ရှောက်ထားပါတယ်။ငယ်မင်းကလည်းသူ့စီရင်တွေပြန်ပြင်းနေရမှာဆိုပြီးတော့မှားရင်ဖန်းစီလာတဲ့ကူမကြီးကိုဖွတ်ထားလိုက်ကြပါတယ်။စုံကုံကကူမကိုမှားပြီးတော့ခေါ်သွားဘသူတွေလဲလို့မေးပြီးတော့ကူမမှာလဲဟေးလို့မေးလိုက်ပါတယ်။ ဲချိန်မှာပဲကူမအမြန်ထွက်လာပြီးတော့စုံကုံကိုကယ်တင်ပေးဖို့ကူညီတောင်းအောင်ပါတော့တယ်။ငယ်မင်းကတော့သူကဈေးထဲမှာလည်းမပါဘဲနဲ့သူ့ဟာသူရောက်လာတာဖြစ်တယ်လို့ပြောပြနေပါတယ်။စုံကုံကလည်းကူမကိုပြန်ခေါ်သွားမယ်လို့ပြောလိုက်တာပါ။ငယ်မင်းကအပြစ်မရှိပဲဒီကိုရောက်နေတဲ့အချိန်တွေအတွက်လူသက်တမ်းမှာပြန်ပေါင်းပေးရမယ်လို့မှားလိုက်ပါတယ်။ကူမကိုခေါ်သွားတော့ကူမရဲ့နေရာမှာအစားထိုးရမယ်သူကိုရှားရမယ်လို့ငယ်မင်းကပြောပါတယ်။ဦးခေါင်းကငယ်မင်းစီမှာကူမရဲ့သက်တမ်းကိုတောင်းယူပြီးတော့ကြိရှုလိုက်ပါတယ်။ ူမရဲ့တတန်းတနှစ်သာကျန်တော်ကြောင်းသိရတဲ့ခါမှာဝူခုံးကကူမရဲ့တတန်းကိုဇယ်နေတီတိုးပေးဖို့တောင်းဆိုလိုက်တာပါအဲ့ချိန်ပန်စက်ကြီးရဲ့အိမ်မှာအားလုံးကိုအပြင်ကနေချောင်းနားထောင်နေတဲ့ကတ်စမီကိုဖမ်းမိလာပါလေတရားသူကြီးကဘာကြောင့်ခိုးတောင်ခိုးဝတ်နဲ့လာချောင်းနေတာလဲလို့မေးလိုက်တော့ကတ်စမီကဒီအိမ်ထဲမှာတခုခုဖြစ်နေပြီလို့ထင်တာကြောင့်လာပြီးတော့ချောင်းနားထောင်ပြီးချင်းဖြစ်တယ်လို့ဝန်ခံလိုက်ပါလေတရားသူကြီးကလည်းခေသူမဟုတ်လေတော့တကားမရှိဒါမရှိဝင်ထွက်လို့ရနေတဲ့ဇာပနာအိမ်ကိုဘာကြောင့်များခိုးကြောင်ခိုးဝတ်ချောင်းပြီးတော့နားထောင်နေရလာလဲလို့မေးလိုက်တာပါ ဲ့ဒီမှာပဲဆကီးယားကဂတ်ချမီကိုအိမ်ပြင်ဘက်မှာမသိငါစရာမကြာခဏတွေ့ရတာကြောင့်တရားခဏသူပဲဖြစ်ရမယ်လို့ဝင်ရောက်ပြီးတော့ပြောဆိုလိုက်ပါတော့တယ်။ဂျူလီယက်ကတော့လူတယောက်ကိုမသေးချာပဲရမ်းမဆူဆွဲဖို့ဆကီးယားကိုပြောနေခဲ့ပါတယ်။ဆကီးယားကလည်းတရံသားမှမလျော့ပဲအပြင်မှာခဏခဏတွေ့နေမှာတော့သူမှသူဆိုတာတီးကြနေပြီလို့ပြောလိုက်တဲ့အခါမှာဂျူလီယက်ကဘုံကြီးတွေကလည်းအဲ့လိုဆူဆွဲနေနဲ့မှားခဲ့ရသေးတယ်လေလို့ပြောပြလိုက်ပါတယ်။နှစ်ယောက်သားအငင်းပွားရင်းနဲ့ဘာကျဲဖေနှုံးကြီးနဲ့ဝင်တိုက်ပြီးတော့မှအငင်းရပ်သွားကြတာပါ။ တရားသူကြီးကတော့တော်ကြပါတော့ကွယ်လို့ပြောလိုက်ချိန်မှာပဲဝူခုံးပြန်ရောက်လာပါလေဇုံခုံးကတော့ဆရာတော်ထန်ဆန်းစီအပြေးသွားပြီးတော့ကူမကြီးကိုပြန်ခေါ်လာခဲ့ပြီးဆရာတော်ကြီးလို့ပြောပြလိုက်တာပါဇုံခုံးကလည်းမန်းမုတ်တရဆဲလိုက်ပြီးတော့ကူမရဲ့ဝိညာဉ်ကိုကူမရဲ့ခန္ဓာကိုယ်ထဲကိုပြန်ထည့်ပေးလိုက်ပါလေဒီတော့မှကူမကြီးကငေါက်ခနဲထားလာခဲ့တာကြောင့်အားလုံးလည်းအန်အောဝမ်းသာပနံဖြစ်သွားခဲ့ကြပါတော့တယ်အားလုံးကကူမစီကိုအအောင်ရောက်နေကြတဲ့ချိန်မှာကတ်ချမီကထွက်ပြေးသွားတော့ဝူခုံးကတွေးလိုက်ပါလေကူမလည်းနုံနိုးချင်းမှာပဲ ်ဗန်နာဆိုးကတ်ချမီကိုသွားပြီးတော့ခေါ်ခိုင်းလိုက်ပါတယ်ကာလာစင်ကကတ်ချမီကိုလိုက်လံရှာပွေနေပြီးကတ်ချမီကတော့ခိုးချောင်ခိုးဝမ်းနဲ့ထွက်ပြေးဖို့ကြိုးစားနေတာပါကတ်ချမီကကာလာစင်နဲ့တွေ့ပြီးအကျိုးချောင်းပြောပြတော့ကတ်ချမီကကာလာစင်ကိုရိုက်ပုတ်လိုက်ဖို့ကြိုးစားတဲ့အခါသူတို့ကိုချောင်းနဲ့ဝူခုံးကဝင်ပြီးတော့တားဆီးလိုက်ပါတယ်တရီယာလာတဲ့ကူမာကြီးကတော့သူနောက်ဆုံးတွေ့လိုက်တာကကတ်ချမီဖြစ်တယ်လို့ပြောပြလိုက်တာပါကတ်ချမီရောက်လာတော့တရားသူကြီးကကူမာကိုတတ်ပြီးတော့တခြားသူတွေကိုလွှဲချတဲ့ကောင်ဆိုပြီးတန်းပြီးပြောလိုက်ပါတယ် ီတော့မှဗန်နာဆိုကတ်ချမီကတောင်းပန်ပါတယ်ခွင့်လွတ်ပါဆိုတော့ရဲမှတ်တွေခေါ်ဆန်အောင်ကိုပါသွားခဲ့ပါတော့တယ်ကတ်ချမီကသူ့ကိုကြောက်ချနဲ့စကီးယားကိုတခင်မရဲ့ကဲပါအောင်လို့ပြောသွားခဲ့တာကြောင့်စကီးယားကအနေငယ်ယိုင်သွားခဲ့ပါတယ်ကူမာလည်းဆရာတော်ရဲ့ဂျေဇူးကိုဘလို့ဆက်ရမလဲလို့ပြောလိုက်တာပါကာလာစင်နဲ့ဂျူလီယက်တို့ကလည်းခွင့်ရတော့မှသူတို့နှစ်ယောက်တည်းသဘောတူလက်ထပ်ခွင့်ကိုတောင်းဆိုလိုက်ပါတယ်ဆရာတော်ကတင်တော်မယ်လို့ထင်ပေမဲ့ဒီကိစ္စတွေမှာသူကကြားဝင်ပြီးတော့မှဘာကျင်ကြောင်းကိုပြောလိုက်ပါတယ်ကူမာကလည်းကာလာစင်ရဲ့မိဘတွေရှိစဉ်က လူချင်းချင်းသဘောတူထားရှိပေမဲ့ဇကီးယားကသဘောမတူတာကြောင့်လက်ထပ်ဖို့ကကြံ့ကြာသွားတာဖြစ်တယ်လို့ပြောပြလိုက်ပါတယ်။ဟူခွန်ကလက်ထပ်မပေးခဲ့တာကသာကူမာကြီးရဲ့အမှားပဲလို့ပြစ်တင်ပြောဆိုလိုက်တာပါ။ဘာကြီးကတော့ရိတ်ခဲမတိတတ်စွာပဲအဲ့ဒီဇကီးယားဆိုတဲ့မိန်းမကသာဗန်နာဆိုးနဲ့ပေါင်းပြီးတော့နှစ်ပေါက်တစ်ပေါက်ရိုက်နေတာလို့ဝင်ပြောချလိုက်ပါတယ်။တရားသူကြီးကလည်းသားသမီးနှစ်ယောက်ကိုလက်ထပ်ပွဲလုပ်ပေးဖို့တိုက်တွန်းလိုက်ပါတယ်။ဒီတော့မှပဲကူမာကြီးကသားသမီးနှစ်ယောက်ကိုထားခိုင်းလိုက်ပါတယ်။ ဝူခုံးကလည်းသူ့ရဲ့အစွမ်းသုံးပြီးတော့အင်မတန်ကိုမှလှပတဲ့မင်္ဂလာခမ်းမာဒီကိုဖန်တီးပေးလိုက်တာပါ။တရားသူကြီးကတော့မျက်စိရှိမှဖြစ်သွားတဲ့ကိစ္စတွေကိုမယုံကြည်နိုင်အောင်ဖြစ်နေခဲ့ရပါတယ်။သူတို့သမီးနဲ့သူတို့သားကလည်းပျော်ရွှင်စားနေပဲမင်္ဂလာခမ်းမာတဲ့ကိုဝင်သွားကြပါတယ်။ကူမရဲ့ကိစ္စတွေအားလုံးဖြေရှင်းပေးပြီးတဲ့နောက်မှာတော့ဇုံခုံးနဲ့ပါကျဲဟာဆရာတော်စာအုပ်ကျင်းလွန်တဲ့အတူတူအနောက်ရက်ဈေးကိုဆက်လက်ပြီးတော့ခီးထွက်လာခဲ့ကြပါတော့တယ်။ဂျုံနဲ့သူတို့ကခီးဆက်လက်ထွက်ခွာကြရင်းနဲ့ထမ်းမိနေအများကြီးရှိတဲ့မြို့တွေအုံးမိနေအများကြီးရှိတဲ့မြို့တွေကိုဖျက်ဆီးလာခဲ့ကြရပါတယ်။ မျိုးတစ်မျိုးရောက်တဲ့အခါမှာတော့လူရီယာအိုးခွက်ပကံမျိုးစုံကိုအသုံးပြုပြီးတော့ကံတကံတဲကိုအေးရီလောင်းထည့်နေကြပါလေအဆောင်တယောက်ကလည်းအဲ့လူတွေကိုမြန်မြန်လှုပ်ကြဖို့တော့တိုက်တွန်းနေတာပါမကြခင်မှာခေါင်းဆောင်ဖြစ်ရန်တူသူကရောက်ရှိလာပြီးတော့သုံးစလုံးပြေးပြီလားလို့မေးလိုက်ပါတယ်အဆောင်ဖြစ်သူကတအိုးတော်မပြေးသေးတော့ပြန်ပြောလိုက်ပါတယ်ဇုံကုံတို့ကလည်းအဲ့မျိုးကိုရောက်လာကြပြီးတော့လမ်းမှာတွေ့ရတဲ့ချင်းရင်လုံးအမိရတဲ့ဘုံကြီးကျောင်းတစ်ခုမှာခွင်တောင်းပြီးတော့ဝင်ရောက်တဲခုနေခဲ့ကြပါတယ်ဟူခွန်ဆရာတော်ထန်ဆန်းကိုအတင်းဖျားဝင်ဖူးခိုင်းပြီးတော့ သူတို့ကနားနေကြမယ်လို့စားဥချင်းကိုအကြံပေးလိုက်ပါတယ်။ဇာတော်ဘုန်းကြီးကျောင်းထဲဝင်သွားတဲ့အခါကျောင်းငယ်ဘုန်းကြီးကဇာတော်ထန်ဆန်းကိုလှည့်လည်ပြီးတော့ပြသနေခဲ့ပါတယ်။တခြားဘုန်းကြီးတွေကတော့ယူနီဖောင်းချင်းမတူတဲ့ဇာတော်ထန်ဆန်းကိုဝိုင်းအောင်ကြည့်ရှုကတီရိုတီရိုနဲ့အတင်းပြောတော်မူနေကြပါတယ်။ကျောင်းငယ်ဇာတော်ကလည်းခီးဝေးကြီးကနေလာပြီးတော့အနောက်ရမှာကျန်းစာလာပေးတဲ့ကိစ္စပေါ်သေးသေးမဟုတ်တာကြောင့်ဇာတော်ထန်ဆန်းကိုခေသူမဟုတ်လေချင်းလို့ချီးကျူးလိုက်ပါတယ်။ကျောင်းငယ်ဇာတော်ကလည်းတနေ့ထမင်းသုံးတဲ့စားရာဆိုးလို့မေးသလို ဟာမဟုတ်ရပါဘူးဗျာဆိုပြီးတော့ဇာတော်ထန်ဆန်းကရဲလေးထားနေပြန်ပြီးတော့ညင်းပါနေဇာတော်ထန်ဆန်းဒီမျိုးကိုဘယ်ပြည်နဲ့ပိုင်တယ်လို့မေးတဲ့အခါမှာနေကန်ဇာတော်ကတိုင်စုပြည်နယ်ကပိုင်နာဖြစ်ကြောင်းကိုပြောပြလိုက်ပါတယ်နေကန်ဇာတော်ဝီရသူကဒီကျောင်းကမြို့နဲ့မိုင်20လောက်ဝေးကွာတဲ့ကျောင်းကိုလည်းပြောပြပါတယ်လင်းတောင်နဲ့ဘလောက်ဝေးတယ်လို့မေးတဲ့အခါမှာဇာတော်ဝီရသူကငငယ်တုန်းကတစ်ခေါက်ရောက်ဖူးပြီးအခုတော့မမှတ်မိတော့ကြောင်းပြောပြလိုက်ပါတယ်ဇာတော်ကသူတပည့်တွေနဲ့မိတ်ဆက်ပေးနေဗိုက်စားတယ်လို့အမြဲတမ်းအော်နေတဲ့ဗာကျဲကိုတော့ အစာအိမ်ကြီးတဲ့တပည့်တယောက်ပါလာတာလို့ဇာဖြီးဖြီးနဲ့ပြောလိုက်ရပါတယ်။လမ်းပေါ်မှာအနီအောင်တွေကဘာလို့တာလဲလို့ဇာတော်တန်ဆန်းကမေးတဲ့အခါမနက်ဖြန်7ရက်နေ့မှာပွဲရှိလာကြောင်းလို့ဇာတော်ဝီးတဲ့သူကပြန်ဖြေပါတယ်။ဇာတော်ကလည်းနှစ်ကူးရှိတာကိုမေ့နေတယ်သူ့ကိုယ်သူပြန်ပြီးတော့အပြစ်တင်နေပါတော့တယ်။ခုရပိုင်းမှာအိမ်တိုင်းကစားကောင်းတောက်ပွဲတွေကိုကြိုးရင်းပြင်ဆင်နေကြပြီးတော့လူတွေကလည်းစိုးကြကားကြပျော်ကြပါကြစားကြတောက်ကြတယ်လို့ဇာတော်ဝီးတဲ့သူကပြောပြပါတယ်။ဒီမျိုးမှာတော့နှစ်စင်နှစ်တိုင်းဒီချိန်ပွဲတော်တစ်ခုသာ အစီအကားဆုံးဖြစ်တာကြောင့်လူတွေကအားထည့်နေကြဖြစ်တယ်လို့ပြောလိုက်ပြီးကဲချင်းတရက်နှစ်ရက်လောက်နေတော်မူပါလားလို့ဆရာတော်ဦးတဲ့သူကဖိတ်တော်မူလိုက်ပါတယ်မိချူမိဘနေလွတ်ကြတာလဲမြေမှုသွားတာပေါ့လို့ပြောတော့ဆရာတော်ထန်ဆန်းကကောင်းလှပြီစွာကောင်းလှပြီစွာဆိုပြီးတော့လက်ခံလိုက်ပါတော့တယ်ညောင်းတဲ့ခါမှာတော့အိပ်ပျော်နဲ့ပါကျဲဦးခုံးကတိရွတ်တိရွတ်နဲ့စားနောက်ပြီးတော့နှိုးနေခဲ့ပါတယ်ပါကျဲကနိုးလာတော့မိချူမိဘလွတ်တာသွားကြည့်ကြမယ်လေကွာလို့ဦးခုံးကအဖော်ဆက်လိုက်ပါတယ်ပါကျဲကလည်းအိမ်စားအငှားလိုက်သူတိုင်းပဲအိမ်မဲကြီးပဲပြောနေခဲ့တာပါ ဟူခွန်ဟဲ့ကောငါညသာကြွေးမယ်လို့ညာခေါ်လိုက်တော့အဲ့ဒီတော့မှပဲအင်မတန်လေးလံတဲ့ပါကြီးကဝါကုန်းဆိုင်ကလေးလိုဆွေကနေလိုက်ပါလာပါတော့တယ်ဖျားပွဲတော်အလွန်တရာမှစီကားနေပြီးတော့မျက်လှဲတွေရွှေဘောလုံးတွေအန်စာတုံးတွေကလုတ်ကလုတ်တွေမြားပြစ်ဂိမ်းတွေဂိမ်းပေါင်း900မဟုတ်ပါဘူးမြားပြစ်ဂိမ်းတွေတားတဲ့ဘောလုံးကန်သွင်းတဲ့ဟာတွေမဲလိမ့်နိုင်တာတွေနဲ့အလွန်တရာပဲစီကားလို့နေပါတယ်ဇာတော်ကလည်းဝူခုံးတို့ခေါ်ဆောင်ပွဲကင်းတဲ့ကိုဒီရော့တိုက်ပြီးတော့ပါလာခဲ့ပါတော့တယ်အဲ့မှာပါကျဲလို့လေးအောင်ကြိတ်ကြိတ်တိုးနေတဲ့လူတွေထဲမှာလူစုကွဲသွားကြပြီး ဆရာတော်ထံကတော့ဆရာတော်ဝိရသူနဲ့မိဘန္တရာကိုသွားပြီးတော့ရှိုးတော်မူနေခြင်းနဲ့ပဲဒီပိုင်းလေးကဒီမှာခေတ္တရနာထားပြန်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါဒီနေ့တက်တင်ဆက်မှုကတော့ဒီလောက်ပါပဲအဲ့တော့နောက်ထပ်တစ်ပိုင်းအပိုင်း16ရောက်ရင်ဒီဇလန်းကပြီးပါပြီအဲ့တော့နောက်နေ့မှပြန်တွေ့ပါမယ် ပြီးရင်လည်းနောက်ထပ်ရုပ်ရှင်ကားကောင်းတွေအများကြီးရှိအောင်ပါမှာစိတ်ပူပါနဲ့ဆိုတော့ channel subscribe လုပ်ပြီးနောက်ခေါင်းလုံးနှိပ်ပြီးတော့စောင့်ကြည့်ပေးကြပါဦးဒီနေ့မှာအစားကနေစုံပြီး live ပါကြည့်ရှုအားပေးခဲ့တဲ့အချိန်ပေးခဲ့ကြတဲ့မြောက်ချစ်သူပေါင်းသူတို့ကောင်းတို့တယောက်ချင်းစီတိုင်းကိုကျေးဇူးတူပဲတင်စီတော့ပြောပြစီခင်ဗျာကျွန်တော်အန်ခင်မူပါ